စူးစူးရဲရဲကြည့်ပြီးအမန်းလေးတစ်ခွင့်ပေးလိုက်မယ်။အမန်းတစ်ခွင့်လည်းမရနောက်တစ်ခွင့်ဖြတ်ပေးလိုက်။ဘာလို့လုံအောင်တော့ရှာလေးကိုထုတ်ပြီးပြောင်ပြလိုက်။ชุดเดิมมาบ่เนาะหมองๆเนี่ยเอาส่งตรงนี้ตัวอ่ะแลอสูรเงินๆเลยอ่ะเสี่ยมาဆိုတော့အဲညီမလေးကကားထဲမှာလဲဂီတာအစင်းသင်းပါလာအဲဆိုတော့ညီမလေးဂီတာပါတယ်ချင်းဆိုကြမလားဆိုတော့ ဗီဒီယိုလေးဒီဘုံတော့ရိုက်မယ်ဆိုပြီးရိုက်ဖြစ်တယ် mixing မလိုဘူးလေဒီလား mixing မလိုဘူးသူတို့အတန်ဟိုတဲက mixing ပါပြီးသားဆိုတော့တကယ်မိုက်တယ်သူတို့အတန်တယ်ကြည်ထွက်နေတာရှုတင်မှာပေါ့နော်မောင်မောင်နည်းအောင်စုံတုံးလေးသူကလည်းအဆိုတော်ငယ်ငယ်လေးရဆရာမဆိုတော့အညီမလေးကားထဲမှာလည်းဂီတာအစင်းသင်းပါလာ ဆိုတော့ငါလေးဂီတာပါတယ်ချင်းဆိုကြမလားဆိုပြီးတော့အဲဗီဒီယိုလေးဒီဘုတ်လောက်ရိုက်မယ်ဆိုပြီးရိုက်ဖြစ်တယ်ဟုတ်တယ်သူကဘတ်စုံတော်တယ်ငငယ်လေးတွေကသူကသချင်းဆိုတယ်ဒီဂီတာနဲ့ပတ်သက်တဲ့သူ့အိမ်ကလည်းသူ့စပော့ပေးတယ်ထင်ပါတယ်ဒရမ်အကုန်လုံးကသူကတီးတတ်တယ် ူတီးတာတွေ drum တီးတာတွေအာ organ တွေအာအကုန်လုံးကိုသူက drum drum ကျင်တွေတော့ဒီ guitar နဲ့ပတ်သက်ပြီးသူကလောကဆရာကြီးဆိုတော့သူအရင်တည်းကအားပေးတာပါအခုတရုတ်ဆောင်ဘက်ကိုခြေလန်းလန်းလာတယ်တရုတ်ဆောင်လည်းအရန်တော်တယ်အရန်တော်တယ်တကယ်ဟိုဆိုတော့လေအကုန်လုံးဘတ်ဆောင်တော်နေတယ်သူဆိုတော့ညီမလေးကိုအားပေးပါတယ် ဟုတ်တယ်ဟုတ်တယ်သူတို့ကဟိုဘာလဲဘာခေါ်လဲ mixing မလို့ဘူးလေဒီလား mixing မလို့သူတို့အတန်ဟိုတဲ့က mixing ပါပြီးသားဆိုတော့တကယ်မိုက်တယ်သူတို့အတန်တယ်ကြည်ထွက်နေတာပုံပြီးရဲမှာအားကြပါတိုင်မင်လို့တော့မဟုတ်ဘူးကျွန်တော်တို့ထွေထူးတိုင်မင်တာမဟုတ်ဘူး အရင်တည်းကလေရှူတင်ကသူနဲ့စုံနေတာစုံနေတာဒါပေမဲ့အဲမနေ့ကအဲ့လိုလေးအိုင်ဒီယာရအောင်အာညီမလေးစိုးကြမယ်ဆိုပြီးစိုးပြတာဟုတ်ပထမဆုံးပဲလို့ပြောအဲပထမဆုံးပေါ့သူနဲ့အရင်တော့ဓာတ်ပုံတော်မရိုက်ဖြစ်ဘူးအဲကြောင့်ပြောနေတာမနေ့ညီမလေးညီမလေးနဲ့အကုန်နဲ့အမတ်တရဓာတ်ပုံတော်မရှိဘူးနော်အဲဗီဒီယိုလေးရိုက်ကြမယ်ဆိုတော့ရိုက်ကြပြောဖြစ်ပါတယ်ညီမလေးနဲ့အမြင်သူကလည်းပေါ့ပေါ့ပေါ့အဲအဲ့လို ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့လူမျိုးဆိုတော့ဟုတ်အစနောက်ပြီးတော့ပျော်ပျော်ရွှင်ရွှင်မဟုတ်ဘူးဟုတ်ဘူးမနေ့တော့ဒီကကိုရီးယားအတာတယောက်ဝက်ထားတာကိုတွေ့လို့ reference you ဟမ်အဲ့တော့မသိဘူးဘူးမန်းတော့မသိဘူးဝိဒါရလေးတွေ့တော့အမိုက်တယ်ငါလည်းအဲ့လို live ဝင်မယ်ဆိုပြီးတော့အာကျွန်တော်ကျွန်တော်ဒီဇိုင်နာကိုတင်မြင့်ကိုချုပ်ခိုင်းလိုက်တာသူကလည်းအကောင်းဆုံးချုပ်ပေးထားတယ် ဒါဒါဗလိသရိုသမီးနဲ့မဆိုင်ဘေးသရိုသမီးမှာပုံစံတက်တက်ဒါကကျွန်တော်ခုနပြောသလိုပဲအဲအဲ့ပုံစံလေးသဘောကျလို့အာအများတန်းဟိုစုကန်တိုင်းယူဝတ်နေရတာအဲ့လိုကိုကိုယိုးလာထင်လို့လေတခါလေကြာရလှုပ်ချင်တာလေးလှုပ်ကြည့်တာဘာရတော့မဟုတ်ဘူးကျွန်တော်အဝေစားနဲ့ပတ်သက်ပြီးတော့ရန်ကြီးအဲ့လိုမျိုးထရီဒူဒူစီစဉ်တာမျိုးတွေပါလေသိတ်ဝါသနာမပေါဘူးဒါပေမဲ့အခုကကြာတော့ဘလို့လဲဆိုတော့စိတ်ထဲမှာအဲ့လိုမျိုးလေးဖြစ်လာတာပေါ့နော် TikTok ထဲမှာတွေ့တယ်။အားလေးကိုတခုဟာ screen shot ရိုက်ပြီးတော့ဒါလိုမျိုးလေးဝစ်ချင်တယ်ဆိုပြီးတော့ပို့ပေး။ပို့ပါပါပါပဲ။လူကြီးတွေကိုတရုပ်ဆောင်ဖြတ်မယ်။ဒီလိုမျိုးကြည့်လိုက်။ဒီလိုမျိုးကြည့်နေလာပြီးတော့ကင်မရာကိုကြည့်လိုက်မယ်။ရီးတက်တဲ့အပြုံလေးပြုံပြီးမျက်လုံးလေးကိုအောက်ချလိုက်။အဲ့ဒီအပြုံလေးတွေပဲမျက်လုံးကိုလှမ်းပြီးကြည့်လိုက်မယ်။အဲ့ဒီကိလာကောင်းတယ်ဒါပေမဲ့တိရအောင်ဆောင်ပြီးတော့ကိုယ့်အကိုတယောက်တည်းကြည့်ယူလိုက်မယ်။အင်းကိုမဟုတ်တလို့မူရလောက်ပြီးတော့ကောင်မလေးကိုဆူဆူရဲရဲကြည့်ပြီးအမန်းလေးတစ်ခွင့်ပေးလိုက်မယ်။အမန်းတစ်ခွင့်လည်းမရနောက်တစ်ခွင့်ပေးလိုက် ။ဒါနဲ့မလုံလောက်တော့ရှာလေးကိုထုတ်ပြီးပြောင်ပြလိုက်။ရှင်နဲ့ရွှေနန်းနဲ့ဘွဲတက်လေးပါ။အဲအမေများနေ့ကိုဂုံပြူကြိုဆိုတဲ့အနေနဲ့ရွှေနန်းတို့ကနေဒီအထိတ်မဲ့လေးနဲ့ promotion တွေအများကြီးပေးပြီးတော့ဘွဲလောက်တာပါ။အဲလာရောက်အားပေးဖို့ဖိတ်ခေါ်ပါရခင်ဗျာဖေဒူတော့မရှိပါဘူးကျွန်တော်အတွက်ကတော့နေတိုင်းကိုအဖေများနေအမေများနေပါပဲအဲအခုကအသက်ကြီးလာလေးပို့ပြီးတော့ view ဆိုက်ရမယ်သူတို့စိတ်ချမ်းသာအောင်ပို့ပြီးတော့ထားဖို့ပဲစိတ်ထဲမှာရှိတယ်ဆိုတော့ နေတိုင်းလိုလိုအမေများနေပါပဲအမေကိုအမြဲတမ်းစိတ်ချမ်းသာအောင်ထားဖို့ရွယ်ထားပါတယ်အသားသမီးများနေတွေပါလေလုပ်ပေးရမယ်เนาะအငယ်ဆုံးလေးများနေတွေပါအကြီးဆုံးများနေတွေเนาะဖြစ်ရရှိရကျွန်တော်လည်းအဲ့လိုအမေနဲ့ကကြီးကြိုက်ပါတယ်ဒါပေမဲ့ဟိုနေ့ကတော့စိတ်ဆိုးနေအမေအမေနဲ့ကအဲ့လိုနည်းနည်းအခုတော့ပြန်စိတ်ကောက်ပြေသွားပါပြီချော့သွားတာကျွန်တော်အဖေရောမေရောချက်တယ်ကျွန်တော်အငယ်ဆုံးအငယ်ဆုံးဟော ကျွန်တော်ကငငယ်လေးတွေအရလို့မချစ်သိတော့မချွဲငငယ်ဆုံးဆိုပေမဲ့လေအဲလိုချင်တာကိုဖွဲ့လင်းလင်းတဲပြောတယ်သူတို့ကလည်းတဲပြောတာကိုကြိုက်တယ်အဲလိုအဲလိုအဲလိုမိသားစု lifestyle ပုံစံကကျွန်တော်တို့ကအဲ့လိုမျိုးသွားကြတယ်အမေကအရင်တော့အဲ့လိုမဟုတ်ဘူးအရင်တော့အမေကအရန်အေးအခုကပိုပြီးချစ်စရာကောင်းလာတယ်အမေကချော့ရတယ်အခုကသူ့ကိုချော့ရညီမလေးတယောက်လို့ထားရောအဲ့လိုအကြံဉာဏ်တောင်းနေတိုင်ပင်ဖြစ်တယ်ဆိုတာထက်လေအမေကအဲ့လိုအများနဲ့မစင်ကြမှာသူက နေတိုင်းသူเอ่อသူဖြစ်စေခြင်းတဲ့ဟာတွေစာတွေဖတ်စေခြင်းတဲ့ဟာတွေသူအများနဲ့ပို့ပို့ပေးပြီးပို့ပေးတယ်ပေါ့เนาะအဲသူပို့ပေးတဲ့ဟာတွေနေတိုင်းဖတ်ပြတယ်အာပို့ပြီးတော့အိဗယ်ရှိအောင်ပို့ပြီးတော့နေပြတယ်ပေါ့ဗျာတကယ်ချင်းလို့ပါပဲအရင်တည်းကအမေနဲ့အမေရောဖေရောနဲ့ကွင်ပွင့်ပွင့်လင်းလင်းဆက်ဆက်ရေးပါဟုတ်ကျွန်တော်ကကြတော့ကျွန်တော်တို့မိသားစုကကြတော့အဲ့လိုအများန်း link ရှိတယ်ဗျာအဲ့လိုအဲ့လိုအကြံဉာဏ် ပေးတယ်ဆိုတာတက်ကိုနေတိုင်းလို့လို့စကားပြောပြနေတော့အာပြီးတော့အဖေကငငယ်လေးတဲ့ကျွန်တော်တို့အကြောင်းလိုက်ဖို့တွေကအာအဆိုင်ငယ်ပေါ်မှာပဲဖြစ်ဖြစ်တန်ဖိုးရှိတဲ့စကားတွေတပွားလုံးစာအတွက်ပါသွားမဲ့အရာတွေသူကခေါင်းတွေကိုရိုက်ရိုက်ထည့်ပေးတယ်သူကအဲ့လိုမျိုးနည်းနည်းအတွေးအတွေးသမားသူပြောတဲ့စကားတွေကတစ်လုံးဆိုတစ်လုံးထိတယ်ဆိုတော့အဲငငယ်လေးတဲ့ကသူပြောတဲ့စကားတွေနားထောင်ပြီးကြည်ပြင်းခဲ့တာဆိုတော့ကြီးလာတဲ့အချိန်မှာဒီစကားတွေနဲ့ပဲကိုကိုကိုဘွားကိုတတ်တတ်ရရတိဆောက်နိုင်ခဲ့တယ်ပေါ့နော်အဲ့တော့အဖေကိုလည်းကျေးဇူးတင်ပါတယ် ဖေရောမေရောကိုဒီနေ့အမေများနေ့မှာဓာရဝပြုပါတယ်ဒီကနေ့